မင်္ဂလာပါဒီနေ့တော့ကျွန်တော်ကအာခဏခဏပဲချက်စားပြတဲ့အရင်လဲကြိုက်တဲ့ဒီမှာငဖေငစုပ်စီပြန်လေးချက်ထားပါတယ်ခင်ဗျာငဖေငစုပ်စီပြန်လေးရဲ့ပြည့်ကကြအဆက်ကိုကြတော့ကျွန်တော်ဒီထဲမှာမထည့်တော့ဘူးပေါ့နော်ဒီမထည့်တော့ဘဲနဲ့ဒီမှာမြင့်ကလေးကိုရခိုင်ချက်လေးချက်ထားပါတယ်ကျွန်တော်ဈေးထဲမှာမြင့်နုနုလေးတွေ့လို့လေမြင့်ကလေးတွေဝင်လာခဲ့ပါတယ်ဒါကမြင့်ရခိုင်ချက်ဖြစ်ပါတယ်အဲ့တော့မြင့်ရခိုင်ချက်လေးကဒီမှာမြင့်ခိုင်ချက်လေးနဲ့ငဖေစီပြန်လေးနဲ့ဆက်မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီရင်းနေဘလို့ချက်လဲဆိုတော့အားလုံးကျွန်တော်တို့လိုက်ပါစီမျောကြည့်ပါအောင်ခင်ဗျာ ဒါကတော့မြင့်ရခိုင်ကျန်းတဲ့ငပယ်စီပြန်ချက်ဖို့အတွက်ပအဝင်တဲ့ပစ္စည်းတွေပါငပယ်ရဲ့မြင့်ရဲ့ပြေကကြခရမ်းကျင်သီးရဲ့စက်သွုံဖြူနီခြင်းနဲ့ငြိမ်သီးစင်းတို့ကိုဖြစ်ပါတယ်။တန်းစင်ထားတဲ့မြင့်သေးကိုစက်သွုံဖြူနီထည့်မယ်၊လွင်လွင်မုတ်တွေထည့်မယ်၊အရသာအတွက်စားအချုံမုံနဲ့ငားငက်ပြရဲ့နေငယ်ထည့်မှာဖြစ်ပါတယ်ခင်ဗျာ။ပြီးရင်တော့မြင့်ရခိုင်ကျန်းရဲ့အသက်ဖြစ်တဲ့ငပိထည့်ပြရမှာဖြစ်ပါတယ်။ငြိမ်သီးစင်းတွေလည်းတစ်ခါရဲ့ထည့်ပါမယ်ခင်ဗျာ။ပြီးရင်တော့စုံချင်းရည်လေးထည့်ပြီးတော့အုပ်ထားပြီးတော့တည်ထားရမှာဖြစ်ပါတယ်ခင်ဗျာ။ တဲရလေးဆူလာပြီဆိုရင်တော့မြစ်ထဲကိုအရသာတွေဝင်ဖို့ရောငပိတွေခြေဖို့အတွက်ကိုရောမှုေပြီးတော့အခုလိုမျိုးလုံးသေးရမှာဖြစ်ပါရဲ့ခင်ဗျာအခုလိုလုံးပြီးသွားပြီဆိုရင်တော့အဖုံးအုပ်ပြီးရောပြန်တည်ထားရအောင်မှာဖြစ်ပါရဲ့ခင်ဗျာအခုလိုရေလဲခန်းပြီးတော့အစိမ်းနဲ့နေပြောက်ပြီဆိုရင်တော့မြစ်နူးဖို့အတွက်ရေထပ်ထည့်ပေးရမှာဖြစ်ပါရဲ့ခင်ဗျာ မြစ်တယ်လဲတို့ပြီးတော့ရေလဲခန့်အရသာလဲအနေတော်ဖြစ်ပြီဆိုရင်တော့အရသာရှိတယ်မြစ်ရခန့်ချက်ကလေးရပါရခင်ဗျာဒါဆိုရင်တော့ပကံလေးကိုခတ်တက်လိုက်ပါမယ်နော်ပြရခဲ့ချက်ကလေးပြပြဆိုတော့ခရမ်းညင်သီးတွေကိုလှီးပြီးတော့ငဖဲစီပြန်ချက်ဖို့အတွက်ပြင်ဆင်ထားပါမယ်။အရင်ဥဆုံးဂျင်းနဲ့ချက်တုံဖြူတွေကိုညက်အောင်ထောက်ထားပါမယ်ခင်ဗျာ။ ချင်းနဲ့ကြက်တပြူတွေညက်ပြီဆိုရင်တော့ငဖယ်ကိုစပြီးတော့နေပါမယ်ငဖယ်ထဲမှာခုနထောင်းထားတဲ့ချင်းနဲ့ကြက်တပြူထည့်မယ်အရသာအတွဲစားထက်ပြီဆိုရင်တော့လက်မှာငဖယ်တွေမကပ်ဖို့အတွက်စီလီအနေငယ်ပုတ်ပြီးတော့နေပေးရမှာဖြစ်ပါရဲ့ခင်ဗျာနေတဲ့နေရာမှာမှညာမတာနေပေးရမှာဖြစ်ပါရဲ့ပြီးရင်တော့အခုလိုမျိုးပေါက်ပေါက်ပြီးတော့လည်းနေပေးရမှာဖြစ်ပါရဲ့ခင်ဗျာငဖယ်ဆိုတာကညာပြီးတော့နေလို့မရဘူးပေါ့နော်ထို့လီမာလေးဖြစ်တဲ့အတွက်ကြောင့်မင်းများလေးနေပေးမှာစားတဲ့အခါမှာထွတ်ထွတ်လေးနေစားလို့ကောင်းမှာဖြစ်ပါရဲ့ခင်ဗျာ ဖဲနေတာအခုလိုမျိုးစီးပိုင်လာပြီဆိုရင်တော့အနည်းတော့အလုံးလေးလုံးပြီးတော့ကြော်ပြရမှာဖြစ်ပါတယ်။ငဖဲလုံးတာကပုံစံမျိုးမျိုးလုံးလို့ရရပေါ့နော်။ကျွန်တော်တော့ကျွန်တော်အားသာတယ်လို့အဲ့လိုအလုံးလေးလုံးထားပါဘောနော်။တချို့ကြလည်းအပြားလေးလုံးပါတယ်။အဲ့တော့ကိုယ်ချိုင်းနေတတ်တယ်လို့လုံးနိုင်ပါတယ်ခင်ဗျာ။ငဖဲကြော်ဖို့အတွက်စတင်ပြင်ဆင်ပါမယ်။အိုးရဲကိုစီးထည့်ပြီးတော့ဆန်းတော့ဘုံအနေနဲ့ထည့်ပါမယ်။ပြီးရင်တော့ငဖဲထည့်ပြီးကြော်ပြရမှာဖြစ်ပါတယ်ခင်ဗျာ။ငဖဲတွေကိုဟိုဘက်ဒီဘက်နဲ့ကြော်လို့အခုလိုရွှေမြောင်တန်းပြီဆိုရင်တော့ငဖဲကြော်မွှေးမွှေးလေးရပါပြီခင်ဗျာ။ဒါဆိုရင်တော့စီးစစ်ပြီးတော့အေးခံထားရမှာဖြစ်ပါတယ်ခင်ဗျာ။ ဘယ်ဘယ်စီကချက်ဖို့အတွက်ခုနကကဖေးကြော်ထားတဲ့ခေတ်ကိုချက်တော့ဖြူတယ်ချက်တော့နီးတယ်ကိုထည့်ပြီးတော့စီတတ်ရမှာဖြစ်ပါရဲ့ခင်ဗျာပြီးရင်တော့စနုံးမုတ်အနေငယ်နဲ့ငွေကြီးရောင်တွေမုတ်အနေငယ်ထည့်ပြီးတော့စီတတ်ပေးရမှာဖြစ်ပါရဲ့ခင်ဗျာချက်တော့ဖြူပြီးစီတတ်တာလေးတွေမှုလာပြီဆိုရင်တော့အတင်လိထားတဲ့ခန်းချင်သီးတွေထည့်မှာဖြစ်ပါရဲ့ခင်ဗျာခန်းချင်သီးတွေကိုလုံးပြီးရင်တော့အရသာအတွက်စားနဲ့ငောင်းငက်ပြိုင်အနေငယ်ထည့်မှာဖြစ်ပါရဲ့ ပြီးရင်တော့စုံချင်းလေးထည့်ပြီးတော့အဖုံးအုပ်ပြီးတည်ထားရမှာဖြစ်ပါတယ်ခင်ဗျာ။ခရမ်းချင်းသီးတွေဣလာပြီးဆိုရင်တော့ခရမ်းချင်းသီးတွေကြည်တဲ့အထိခြေပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ခရမ်းကျင်သီးတွေကြေလာပြီဆိုရင်တော့ခုနကြော်ထားတဲ့ငဖယ်တွေကိုထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာခရမ်းကျင်သီးအနှစ်တွေနဲ့ငဖယ်တွေတသားတည်းကျသွားတဲ့အထိလုံးပြီးပြီဆိုရင်တော့အထုံးအုပ်ပြီးတော့တည်ထားရအောင်မှာဖြစ်ပါတယ်ခင်ဗျာ ရေလဲခန်းစီလဲပြန်ပြီးတော့ခရမ်းကျင်သည့်အနှစ်တင်တဲ့ငပေတသားလဲကြပြီဆိုရင်တော့အရသာရှိတဲ့ငပေရင်းစီပြန်လေးရပါပြီခင်ဗျာဒါဆိုရင်တော့ပကံထဲမှာထည့်ပြီးတော့အသင်300တော့မှဖြစ်ပါတယ်ကျွန်တော်တို့ထမင်းစားဖို့အတွက်လိုက်ခဲ့ပါအောင်နော် Okay အဲ့တော့ဟင်းနေဘလို့ချက်လဲဆိုတာသိပြီဆိုတော့စားပါတော့ခင်ဗျာအရင်ပိုက်စားနေပါပြီဟင်းချက်ကလေးကဒီဒီဟင်းကိုအရင်ချက်တာဆိုတော့ဒီဟင်းချက်ကလေးကိုစားကျင်နေတာပေါ့နော်မရတော့ဒါငပိနဲ့မမွေးလေးနဲ့ငပိကိုလည်းဘိတ်ငပိလေးကိုထည့်ထားတော့လေတော်တော်လေးမှုရပါတော့နော် siebie. Mm. မင်းငယ်ဒီရတွေ့ရင်လည်းငယ်ဒီရတွေ့ရင်တော့ဆက်တာအရင်ဆက်တာ음 оленовины. Mm-hmm. တော်စားလို့မနေတာမြင့်ရခိုင်ချက်မြင့်ရခိုင်ချက်နဲ့ဒီငဖေငစုပ်ရင်းလေးနဲ့ပေါ့နော် ok con là phải lia thôi rồi nè như cả là thôi rồi nè chị hả bé Mm-hmm. gut. Mm. Mmh. Mm-hmm. အရန်လက်ဆက်အရန်လက်ဆက်လို့ကောင်းမြေကြီးခံချက်နဲ့ငါဖက်ငါဆုပ်စီပြန်ဖြစ်ပါတယ်အားလုံးမအရန်ဆက်လို့ကောင်းပါတယ်လက်ချက်စားကြည့်ပါခင်ဗျာအားလုံးတက်တာပါ